အားလုံးမင်္ဂလာပါ UK Chemistry ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဒါကျွန်တော်တို့ခု Jadon Sancho ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ Manchester United အသင်းနဲ့ Chelsea အကြားနောက်ဆုံးဒါလက်ရှိမှာ Sancho ဟာ၃ပွဲဆိုင် PC ကနေအခု Club Hound ဖြစ်တဲ့ United ကိုပြန်သွားပြီဖြစ်တယ်။ဆိုတော့အားလုံးသိထားပြီးသား Sancho ကို Man United ကဒါလုံးဝကို နောက်ထပ် chance ခုပေးမှာမဟုတ်ကြောင်းအတီးပြုကြီးညာထားသည့်တိုင်အောင်ဂျီနန်ဆန်ချူဟာ Chelsea ကိုပြောင်းရွှေ့ဖို့နောက်ဆုံးမှာပြက်ပြင်ခဲ့တယ်ဆိုတော့ Manchester United နဲ့ဂျီနန်ဆန်ချူကြား Chelsea တို့သုံးပွဲဆိုင်ကြားမှာသဘောတူညီမှုရှိတယ်လူတော်များများကမသိကြတာပေါ့လေဂျီနန်ဆန်ချူဟာ Man United အသင်းကိုထွက်ခွာပြီးတဲ့အချိန်မှာ Chelsea ကိုရောက်လာတဲ့အချိန်မှာအပြောင်းရွှေ့နဲ့ပတ်သက်လို့သူတို့ဘက်ကဒါအငှားပေးရတဲ့ အချက်လက်တွေပါဝင်တော်တော်များများပါဝင်ကြရဆိုပြီးတော့ပြောဆိုကြပြီးမယ်တကယ်တမ်းမှာဆန်ချိုရဲ့အပြောင်းရွှေ့ကနောက်ဆုံးပါအဓိကအချက်ကတော့ဘာလဲဆိုတော့ Manchester United နဲ့ဂျီဒန်ဆန်ချိုကြားကဒီကလုံးဝကို Chelsea ကိုပြောင်းတဲ့အငှားကလုံးဝ free အငှားဖြစ်တယ်။ဒီ25နှစ်သားအင်္ဂလန်တောင်ပံကစားမက Chelsea ကိုပြောင်းလာတဲ့အချိန်မှာဒါ Man United ကထွက်လာတဲ့အချိန်မှာအငှားတည်တံ့ဖြစ်တယ်။တပြားတစ်ချက်မှပေးစရာမရှိဘူး။ဒါပေမဲ့ United ကဘာထည့်ထားလဲဆိုတော့ ဒါအပိတမဖြစ်မနေဝယ်ယူရမယ်ယူတို့ဒါပေါင်25တန်းစာချုပ်ထည့်သွင်းထားတယ်အဲ့နေရာမှာဂျေရန်ဆန်ချိုရဲ့လောက်ခလာစာကို United ကတပတ်ကို3သိန်းပေးရတယ်တပတ်လောက်ခလုံးစာလာစာ3သိန်းပေးရတဲ့အတွက် Manchester United ကဂျေရန်ဆန်ချိုရဲ့လောက်ခလာစာရဲ့တပတ်3သိန်းပေးရတဲ့လာစာမှာဒါ Manchester United အသင်းနဲ့ Chelsea ကြားမှာထောက်ဝက်ပေးကြဖို့သဘောတူကြတယ်ဆိုတော့သူ့ရဲ့ contract က ဒါဘူးပြောမလဲဆိုတော့ဒါလက်ရှိနေထားရ United နဲ့ကာလာရှိချာစာချုပ်ချုပ်ဆိုထားတဲ့အချိန်မှာအခုလောလောဆယ်မှာ Chelsea နဲ့ United ကတပတ်ကို3ဒါတသိန်းခွဲစီပေးရတယ်ဆိုတော့အဲ့တသိန်းခွဲစီပေးရတဲ့ဆန်ချိုရဲ့အပြောင်းရွှေ့မှာဒါနောက်ဆုံးမှာနှစ်ဖက်ကြားမှာဒါအပြောင်းရွှေ့အပြီးတက်ဖို့အတွက်လုပ်ရတဲ့အခါမှာ Chelsea ဘက်ကဆန်ချိုကိုလာစာရှုပ်ယူဖို့တောင်းဆိုတယ်ဆိုတော့ Man United နဲ့ Jadon Sancho ရဲ့အပြောင်းရွှေ့မှာဒါ ဘရီရှာတော့မန်ကခေါ်တုံးကဲကတန်း80ကျော်80ကျော်ပေးရတယ်သူတို့လစားလေအများကြီးပေးရတယ်အဲတုန်းကသူ့ကိုခေါ်တဲ့အချိန်မှာ transfer market value မှာတန်း130တိရှိတယ်အဲ့အတွက်ကြောင့်သူတို့လစားတွေအများကြီးပြောင်းရွှေ့ခြင်းအများကြီးပေးရပေမဲ့အခု Chelsea အသင်းကသူ့ကိုပြန်ခေါ်ဖို့အပိသက်လုပ်တဲ့အချိန်မှာ Sancho ဘက်ကလစားလုံးဝရှုံ့မြူခြင်းနဲ့ပြတ်သနာပဲ Chelsea ဘက်ကငါတို့ maximum ပေးနိုင်တဲ့အမောင်ဟာသူတို့အပိသက်ဝယ်မယ်ဆို United ကိုသူတို့25တန်းပေးရမယ်မဝယ်ဘူးဆိုရင် တန်း20ကိုပေးစရာမလိုပဲ9တန်းပဲဒါအလွဒီရိုချင်းဝင်ပေးရမယ်ဆိုတော့တို့အငှားလုံးဝအငှားအတွက်တပြားမှမပေးရဘူးဒါပေမဲ့လစာကိုတယောက်တစ်ဝက်စီပေးမယ်ပြီးတာနဲ့အပိသက်မဖြစ်မနေဝယ်ယူခွင့်ထည့်သွင်းမယ်ဆိုတော့အဲ့အပိသက်ဝယ်ယူခွင့်ဝယ်ယူခွင့်ထည့်သွင်းတဲ့အချိန်မှာချက်စီဘက်ကဆန်ချူကိုအပိသက်ဝယ်ခြင်းတဲ့အတွက်ကြောင့်ငါတို့ရဲ့ widget stretcher နဲ့ payment နဲ့အားလုံးမှာ အားလုံးကိုအများကြီးပေးဖို့အစီအစဉ်မရှိဘူးဆိုတော့ Chelsea ဘက်ကသူတို့မှာလစာအများဆုံးကအသင်းကောင်းဆောင် Reece James နဲ့ Raheem Sterling Sterling ကတစ်ပတ်ကို3သိန်းကျော်ရတယ်သူကတော့အရင်ဒါထုတ်ပိုလီတို့မတိုင်ခင်ကသူတို့ project နဲ့ဝယ်ထားတဲ့ကစားမဖြစ်တဲ့အတွက်ကြောင့်ဈေးကြီးတာမှန်နေ Reece James က2သိန်းခွဲရှိတယ်အဲ့ထဲမှာ Wesley Fofana 2သိန်းဒါခရစ်စတိုဘာအန်ကူကူ3900ခွဲနဲ့အန်ဆိုဖနန်ဒက်စ်က3800ဆိုတော့ဒီနေရာမှာ အသင်းမှာခြေစွမ်းပြနေတဲ့ White Sox Kaisi တို့ကတသိန်းဝယ်ပဲရတယ်။ကာလာရှီချာစာချုပ်ချုပ်ထားတဲ့ Kopa Ma ကဒါတသိန်းဒါ Kopa Ma ကတသိန်းနဲ့3000ပဲရတယ်။ပြီးတော့မှ Anzu Fernandez ကတသိန်း8000ပဲရတယ်။နောက်ကလပ်မှာတကယ်ကိုအားကိုးရတယ်ဆိုတဲ့ Marco Correa Marco Correa ကတသိန်း9000ပဲ။ဆိုတော့ဒီကစားမတွေတော့ဒီလောက်ပဲရတဲ့အချိန်မှာ Sancho က Chelsea မှာ3သိန်းလိုချင်တယ်။ဆိုတော့ Chelsea ဘက်ကငါတို့ရဲ့ wage structure နဲ့လုံးဝကိုစန့်ကျင်မှဖြစ်နေတယ်။ ဒီအတွက်ကြောင့်ငါတို့မပြီးနိုင်ဘူးငါတို့ offer maximum ပြီးနိုင်တဲ့အပေါက်ကပေါင်တသိန်းတသောင်းကနေတသိန်း၄သောင်းငါတသိန်း၅သောင်းထန်ကုန်စန်ချိုးရဲ့တောင်ဝင်ရှိသူတွေကဒီအပေါင်းဖြီးနှိမ့်တဲ့အခါမှာလာစားကို၂သိန်းထိသူတို့ဆင်းပေးတယ်ဒါပေမဲ့သူတို့ကအဲ့၂သိန်းဆင်းပေးပေမဲ့ခံစားခွင့် bonus တွေပါတယ် performance ပြနိုင်တာတွေရှိရင်၃သိန်းထိပြန်တက်မယ်ဆိုတဲ့အမောက်မျိုးနဲ့လွှဲတဲ့အခါမှာ Chelsea က okay ဒါဆိုရင်တော့ငါတို့မဖြစ်တော့ဘူးဆိုပြီးတော့ Sancho ကိုသူတို့ပြန်ပို့ဖို့ဆုံးဖြတ်တယ်ဆိုတော့ပြန်ပို့တဲ့အတွက်ငါ ဒါပေါင်၅တန်းယိုချင်းဝေးပြန်ပြီးတော့မန်ချက်စတာယူနိုက်တက်ကအခုတိုင်ပတ်ပြီ။ဘာကြောင့်တိုင်ပတ်လဲဆိုတော့ဂျီဒန်ဆန်ချိုအတွက်ပေးရမယ့်လစာလည်းရမ်းများတယ်။နောက်တစ်ခုကဆန်ချိုနဲ့ဒါဘယ်လိုပြောမလဲမန်ယူနိုက်တက်အကြားမှာဒီကစားမရဲ့ဒါဘယ်လိုပြောမလဲကွန်ထရက်အခြေအနေကြောင့်သူတို့ဘက်ကဒါကစားမရောင်းထုတ်ဖို့ခတ်တယ်။ဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့အခုဂျီဒန်ဆန်ချိုကိုရောင်းထုတ်ဖို့အခုသူ့ရဲ့ current market ပေါ့ကြီးက28တန်းပဲရှိတော့ ါတော့ယူရိုနော်ယူရို28တန်းပဲရှိတဲ့အတွက်ကြောင့်သူတို့ Manchester United ကအခုလောလောဆယ်မှာဒါသူ့ကိုရောင်းထုတ်ဖို့ခတ်တယ်သူက contract က2026မှာကုန်မယ်ဒါပေမဲ့အပိုတနစ်ထပ်ဖို့ခွင့်29တိရှိတယ်ဆိုတော့ United ကသူ့ကိုလူရတီမှာတည်ချပေါက်ရောင်းမယ် Man United ကအတီပြောပြီးသား Ramarket Swatch လဲဒီတိုင်းပဲ Sancho လဲဒီတိုင်းပဲ Sancho ကို club ကိုပြန်လာခွင့်မပေးတော့ဘူးမရရအောင်ရောင်းချမှာဖြစ်တယ်ဒါပေမဲ့အခုလောလောဆယ်မှာ Chelsea ဘက်ကတသိန်းခွဲ maximum တောင်းဆိုပြီးမယ်လို့သဘောထားပေမဲ့ ဆန်ချိုကလစာ3သိန်းကနှစ်သိန်းနဲ့3သိန်းကြလို့ရှိနေတဲ့အတွက်ဒီပြောင်းရွှေ့ပြက်ပြေခဲ့တဲ့အဓိက reason ဖြစ်တဲ့ United ချီကနေ Chelsea အငှားမှာတပြားတစ်ချက်မှပေးစရာမလိုပေမဲ့မဖြစ်မနေဝယ်ယူထားတဲ့သဘောတူညီမှုကြောင့်9သိန်းရောချေစာချုံနဲ့တစ်ဖက်ကလစာထောက်ဝက်စီ3သိန်းခွဲစီပေးခဲ့တဲ့အချက်တွေကြောင့်ပဲဒါဒီပြောင်းရွှေ့ဖြစ်ခဲ့ပြီးတော့ခုနောက်ဆုံးမှာနောက်ဆုံးမှာပြက်ပြေခဲ့ပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်